အားလုံးပဲမင်္ဂလာပါ KOKNN Sport Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့ပြောပြပေးမှာကတော့မြန်မာဘောလုံးပိတ်သက်တွေကြားထင်မှကြွားကြွားလာတယ်မြန်မာအမျိုးသမီးလယ်ဝေးစဉ်တက်ဆင်မှုမေထက်လူကြောင့်ပဲဖြစ်ပါတယ်မေထက်လူကတော့2003ခုနှစ်ဇန်နဝါရီလ28ရက်နေ့တွင်ကရင်ပြည်နယ်ဖအံမြို့နယ်၌မွေးဖွားခဲ့ပါတယ်ဖခင်ကနိုင်ငံဝန်ထမ်းဖြစ်သည့်အတွက်ကြောင့်ကရင်ပြည်နယ်မှာမွေးဖွားခဲ့တော့လဲရန်ကုန်မြို့မှာကြီးပင်းခဲ့တဲ့လူတယောက်လည်းဖြစ်ပါတယ်မွေးခြင်းတောင်းအပ်ရှိသည့်အနက်ငွေသုံးသမီးဖြစ်ပြီး အကိုညောင်းနဲ့အတူရှင်းနေရွယ်မှာတဲ့ဘောလုံးဝါသနာပါခဲ့ပါဗျ။မိထက်လူဟာငယ်စဉ်ကတည်းကဘောလုံးဝါသနာပါခဲ့တော့လဲမိပါရရဲ့အပိမှုနေပါခဲ့တာကြောင့်အကစားအကယ်ဒမီအကစားသိပ္ပံကျောင်းများကိုတက်ခွင့်မရရှိဘဲ International School ကျောင်းမှသာ စာပေပညာရေးများကိုတင်ကြားခဲ့ရပါတယ်။ဒါပေမဲ့လည်းမိထက်လူဟာဝါသနာကိုမဆွလို့နိုင်သေးပဲ International School ရဲ့ကျောင်းပေါင်းစုံဘောလုံးပြိုင်ပွဲတွေမှာအမျိုးသားတွေကြား ဝင်ရောက်ကစားကဘောလုံးအကစားပညာကိုဆက်လက်လေ့လာသင်ယူခဲ့ပါတယ်။အသက်73နှစ်မှာတော့မိထလူဟာရခိုင်နိုင်တဲ့ကွဲမှာ training ဆင်းနေတော့မြန်မာမျိုးသမီးနီးပြားတယောက်ရဲ့ကလမ်ကိုခံရကနှလုံးဆက်ဆောင်ဂျွန်လာရင်ရခိုင်မျိုးအောက်ဆန်းဝင်နိုင်တော့ရွေးခံခဲ့ပြီးတက်တန်းလိုက်ယူဆက်ချောင်းမြန်မာမျိုးသမီးလည်ရွေးတဲ့အသင်းမှာစတဲ့ရွေးချယ်ခြင်းခံခဲ့ရပါတယ်။မိထလူဟာယူဆက်ချောင်းမြန်မာမျိုးသမီးလည်ရွေးတဲ့အသင်းနဲ့အတူထိုင်းနိုင်ငံမှာကျင်းပါတယ်။ ASC ကပြိုင်ပွဲတွင်ရှင်ပြန်ကစားခဲ့ရပြီးပြည်ပအတွက်ကြုံများစတင်ရရှိခဲ့ပါတယ်2019ခုနှစ်မှာတော့မေထက်လူဟာ U19 မြန်မာအမျိုးသမီးလက်ဝဲစင်အသင်းမှာထပ်မံရွေးချယ်ခြင်းခံခဲ့ရပြီးအာရှ U19 အမျိုးသမီးချန်ပီယံရှစ်ပြိုင်ပွဲတွင်လည်းရှင်ပြန်ကစားခွင့်ရရှိခဲ့ပါတယ်2022ခုနှစ်မှာတော့မေထက်လူဟာမိခင်မြန်မာနိုင်ငံမှာမေဒီယာနိုင်ငံသို့ကောလိပ်တန်ရန်တက်ရောက်ခဲ့ပါတယ်မေထက်လူဟာကောလိပ်မှာဘိုင်အိုလော်ဂျီမေဂျာဖြစ်ပညာသင်ကြားနေတော့လဲ ိမိဝါသနာကိုမစွန့်နိုင်သေးတဲ့အတွက်ကြောင့်ပီယာကောလိရဲ့ကျောင်းပေါင်းသုံးဘောလုံးပြိုင်ပွဲတွေမှာဝင်ရောက်ရှင်ပြိုင်ကစားခဲ့ပါတယ်။ကျောင်းပြိုင်ပွဲတိုင်းမှာခြေစွမ်းပြကစားနိုင်တဲ့အတွက်ကြောင့်အမေရိကန်သတင်းဌာနဖြစ်တဲ့ CBI ရဲ့ Local TV News မှာစတင်ဖော်ပြရင်ခံခဲ့ရပါတယ်။မေထလူဟာပီယာကောလိအသင်းမှာနှစ်နှစ်ကစားခဲ့ပြီးနောက်အမေရိကန်နိုင်ငံကယ်လီဖိုးနီးယားပြည်နယ်ရဲ့ဆီမီပရိုလီကလပ်အသင်းဖြစ်တဲ့ NASC အသင်းမှာစတင်ရွေးချယ်ခြင်းခံခဲ့ရပါတယ်။ မေထက်လူက NAS အသင်းရဲ့ပြန်ပွဲတိုင်းလို့လို့မှာစတိုက်ခြေစမ်းပြကစားနိုင်ခဲ့ပြီးတွင်းကို၁၁ကိုထိတွင်းယူပေးထားတဲ့တက်စင်မူကောင်းတစ်ယောက်လည်းဖြစ်ပါတယ်။သူမအနေနဲ့ဘောလုံးအကစားအပြင်ဘတ်စကတ်ဘောအကစားနည်းကိုလည်းကစားတတ်ပြီးသူမရဲ့အကြိုက်ဆုံးမြန်မာအစားအစာကတော့ရှမ်းကောက်ဆွဲဖြစ်တယ်လို့လည်းပြောကြားထားပါတယ်။သူမရဲ့အိုက်ဒေါ်ကတော့ခရစ်စတီယာနိုရော်နယ်ဒိုဖြစ်ပြီးပြည်တွင်းဘောလုံးလောကမှာဆိုရင်တော့ အောင်သူကိုလေးစားအားကြရတယ်လို့အင်တာဗျူးတစ်ခုမှာဖြေကြားထားပါဗျ။မေထလူဟာ2025ခုနှစ်အစမှာတော့မြန်မာမျိုးသမီးလယ်ဦးစဉ်စီနီယာအသင်းကြီးရဲ့ခေါ်ခြင်းခံခဲ့ရပြီးနီပေါနိုင်ငံမှာကျင်းပမယ်။လေးနိုင်ငံဖိတ်ခေါ်ပလာပြိုင်ပွဲမှာဝင်ရောက်ရှင်မြန်ဝင်ရရှိခဲ့ပါဗျ။မေထလူဟာဖိတ်ခေါ်ပလာပြိုင်ပွဲရဲ့ပွဲစဉ်တိုင်းလို့လို့အကောင်းဆုံးခြေစမ်းမြတ်ကစားကကာဂျစ်စတန်ရဲ့ပွဲစဉ်မှာတွင်ကိုနှစ်ကို နေပေါ်နဲ့ပထမပွဲစဉ်မှာတင်းကိုတကိုသွင်းယူကလေးပွဲကစားတုံးကိုသွင်းယူနိုင်ခဲ့ပြီးပြိုင်ပွဲရဲ့ကိုသွင်းအများဆုံးကစားသမားအဖြစ်လည်းရပ်တည်နိုင်ခဲ့ပါတယ်မေထက်လူဟာမြန်မာမျိုးသီးလက်ဝဲစဉ်အသင်းရဲ့6နှစ်ကြာစူဖလားဝေးကွာနေမှုကိုရပ်တန့်စေကနေပေါ်ဖိတ်ခေါ်ဖလားပြိုင်ပွဲမှာချန်ပီယံဆုရရှိအောင်ဆွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်လက်ရှိအချိန်မှာတော့မေထက်လူဟာမိခင်မြန်မာပြည်မှအမေရိကန်နိုင်ငံသို့ကောလိပ်တန်ရန်ပြန်လည်ထွက်ခေါက်သွားခဲ့ပြီဖြစ်ပါတယ် မေထက်လူအနေနဲ့လဲနောက်ပြိုင်ပွဲတွေမှာမြမမျိုးသမီးလက်ဝဲစဉ်အသင်းနဲ့အတူပါဝင်ရှင်ပြန်ကစားလို့ဒီကြောင်းလဲပြောကြားသွားခဲ့ပါတယ်မေထက်လူကိုလည်းယခုတည်းပုံမကောင်းမွန်နဲ့ကလပ်အသင်းများမှာကစားနိုင်ပြီးမိခင်မြမမျိုးသမီးလက်ဝဲစဉ်အသင်းအတွက်လဲစူပလာများထပ်မံရယူနိုင်ပါစေကြောင်းကျွန်တော်ကဆုတောင်းပေးလိုက်ပါတယ်နောက်ဗီဒီယိုတွေမှာလဲအခစားနဲ့ပတ်သက်တဲ့စိတ်ဝင်စားဖွယ်အကြောင်းအရာတွေကိုတိစပ်ပေးသွားမှာဖြစ်လို့ကျွန်တော်ရဲ့ YouTube Channel လေးကို Subscribe လုပ်ထားပေးဖို့တောင်းဆိုပါတယ် ားလုံးကိုကျေးဇူးတင်ပါတယ်။